အားလုံးပဲမင်္ဂလာပါ Idea 134အနေကျေးဇူးပါတယ်ဒီခေါက်မှာတော့ကျွန်တော်က audiobook အနေနဲ့ Prince Harry သားရဲ့ Spare ဆိုတဲ့ကိုရံရေးအထုပ်ပတိစာအုပ်ကိုဖတ်ရှုပေးသွားမှာပါတကယ်တော့ဒီအထုပ်ပတိစာအုပ်တွေဟာအနှစ်ချုပ်ဘာသာပြန်အနေနဲ့အနှစ်ချုပ်ပြီးတော့ပြောပြဖို့မတင်တော့ပါပဲတကယ်တော့ coffee တောင်းရင်းနဲ့တစိမ့်စိမ့်ဖတ်ရှုရမယ့်ဟာဖြစ်ပေမဲ့ ဒီထက်ကသင်ငန်းစာယူစရာအချက်အလက်တချို့မျှဝေပေးခြင်းတဲ့အတွက်အခုလို audio book အနေနဲ့ဖတ်ပြလိုက်ရခြင်းမှဖြစ်ပါတယ်လူအများစုလမ်းကြောင်းတိုင်မလိုက်ပဲကိုယ်ပိုင် တွေးခေါ်တဲ့တွေးခေါ်ပါမင်းသား Harry ကလူတိုင်းရှောက်လှမ်းနေကြတဲ့လမ်းတွေဟာအကောင်းဆုံးလမ်းတွေမဟုတ်ပါဘူးလို့ပြောခဲ့ပူပါတယ်ဒီစကားဟာလူတိုင်းလုံနေလို့မင်းအတွက်လည်းမှန်ကန်တယ်လို့မဆိုနိုင်ဘူးဆိုတဲ့သဘောပါပဲ Harry ဟာ ဗြိတိရှ်ပြည်မိသားစုမှာမွေးဖွားခဲ့သူဖြစ်ပြီးအများစုကအိမ်မက်ဆန်တဲ့ဘဝလိုမြင်ကောင်းမြင်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါဟာလူတိုင်းရှောက်လန်းမှုတဲ့လမ်းကြောင်းတစ်ခုလိုပါပဲ။လိုက်နာရမယ့်စီးမြင်တွေအများကြီးရှိပြီးလူတိုင်းကသူ့ကိုတီးခြားပုံစံတစ်မျိုးနဲ့ပြုမူနေထိုင်စေချင်ကြပါတယ်။ဟယ်ရီအတွက်တော့မီဒီယာတွေရဲ့အငြင်းအာရုံစိုက်ချင်းခံရတာကြောင့်ဒီလမ်းကြောင်းဟာအခက်အခဲတွေအတားအဆီးတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမိခင်ဒါယာနာမင်းသမီး ကားတိုက်မှုနဲ့ကွယ်လွန်ခဲ့တဲ့အခါဟယ်ရီကပပါရာဇီတွေကိုပြစ်တင်ခဲ့ပါတယ်။ဒါဟာသူ့အတွက်ဘဝတစ်စချိုးဖြစ်ခဲ့ပါတယ်။သူဟာဒီလမ်းကြောင်းအတိုင်းဆက်လျှောက်မလားဆိုတာကိုစတင်မေးခွန်းထုတ်လာခဲ့ပါတယ်။စီးမြင်တွေကိုဖိဆန်ခြင်း၊မိုးရစေဝါတွေကိုစမ်းသပ်သုံးဆွဲခြင်းစစ်တပ်ထဲဝင်ရောက်ခြင်းတို့လိုနီလန်းအမျိုးမျိုးနဲ့ရင်ဆိုင်ဖြည့်ရှင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီခက်ခဲတဲ့အတွေ့အကြုံတွေအားလုံးက ူတကယ်ဖြစ်ကျင်တဲ့သူကို ရှာဖွေ တွေ့ရှိဖို့အထောက်အကူပြုခဲ့ပါတယ်။သူဟာလူအများရှောက်လန်းနေတဲ့လမ်းကနေခွဲထွက်ပြီးသူ့ကိုယ်ပိုင်လမ်းကိုရှာဖွေဖို့အဆုံးဖြတ်ခဲ့ပါတယ်။အချစ်စစ်ကိုတွေ့ရှိခဲ့ပြီးမိသားစုထူထောင်ခဲ့ကတော်ဝင်မိသားစု တော်ဝင်တွေရပါနှုတ်ထွက်ပြီးစိတ်ပျော်ရွှင်မှုကိုဦးစားပေးဖို့ရွေးချယ်ခဲ့ပါတယ်။ဒီလမ်းသစ်ဟာလွယ်ကူတဲ့လမ်းမဟုတ်ပေမဲ့သူ့အတွက်တော့မှန်ကန်တဲ့လမ်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် Harry ရဲ့ဇလန်းအရာ မ်းတစ်ခုဟာလူများသွားနေတဲ့လမ်းဖြစ်နေလို့တင့်အတွက်အကောင်းဆုံးလမ်းမဟုတ်နိုင်အောင်ဆိုတော့ပါပဲတင့်ကိုမျှော်လင့်ထားတယ်ကိုမိကွန်းထုတ်ဖို့နဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေပြုလုပ်ဖို့လိုပါတယ်လူများသွားနေတဲ့လမ်းကနေခွဲထွက်ဖို့တတိလိုပဲမဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါတယ်တနည်းအားဖြင့်ဟယ်ရီကလူအများနဲ့စန့်ကျင်ဘက်လောက်ရမှာမကြောက်နဲ့တင်ဟာတင့်ဟန်အတိုင်းပဲဖြစ်ပါစေလို့ပြောနေတာပါဒါဟာသူ့ဘဝအကြောင်းပဲမဟုတ်ပဲ သတိရှိရှိနဲ့ကိုယ့်ကိုယ်ကိုသစ္စာရှိရှိနေထိုင်ခြင်းနဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေခြင်းကြောင့်ကျွန်ုပ်တို့အားလုံးအတွက်သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်။ဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့အခါမှာလူတယောက်အမှန်တကယ်ရင်ကျက်လာတယ်။ဝမ်းနည်းမှုကရိုက်ခတ်လာတဲ့အခါမှာကလေးဘွားဆိုတာကုံဆုံးသွားတယ်ဆိုတော့ Prince Harry ရဲ့အထုပ်ပတိတွေရာစကားလုံးတွေကအားကောင်းလှပါတယ်။သူမိခင် Diana မင်းသမီးကွယ်လွန်သွားတဲ့အခါသူ့ရဲ့ကဘာဘလို့ပြောင်းလဲသွားခဲ့သလဲဆိုတော့ရိုးရိုးသားသားဖော်ပြထားတာပါ။ ဟယ်ရီဟာသူ့မိခင်ကာမတော်တစားမှုနဲ့ကွယ်လွန်ချိန်မှာအသက်17နှစ်ပဲရှိတဲ့ကလေးတယောက်ပါဒါဟာမိသားစုတစုတည်းရဲ့ဝမ်းနည်းပွဲရာမဟုတ်ပဲတကဘာလုံးရဲ့ဝမ်းနည်းပွဲရာဖြစ်တဲ့ခုဖြစ်ခဲ့ပါတယ်လူတိုင်းကပြည်သူမင်းသမီးဒါယာနာကိုချစ်ခင်ကြပါတယ်ဒါကြောင့်ဟယ်ရီရဲ့ဝမ်းနည်းမှုဟာသူ့တယောက်တည်းမဟုတ်ပဲလူတန်းပေါင်းများစွာနဲ့အတူမျှဝေခံစားခဲ့ရတဲ့ဝမ်းနည်းမှုပါမိဘတယောက်ကိုဆုံးရှုံးရတာကလေးတိုင်းအတွက်ခက်ခဲပါတယ်ဒါပေမဲ့ဟယ်ရီအတွက်ကပိုခက်ခဲခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့သူကဘရင်မိသားစုဝင်ဖြစ်နေလို့ပါဘရင်မိသားစုဆိုတာအရန်ဆိုးရွားတဲ့အခြေအနေမှာတော့စီကန်းတွေကိုလိုက်နာပြီးခိုင်မာတည်ကြည်မှုကိုပြသရတာဖြစ်ပါတယ်ဒါကြောင့်ဟယ်ရီဟာသူ့ရဲ့ဝမ်းနည်းမှုတွေကိုဖုံးကွဲထားပြီးအရာရာပုံမှန်ဖြစ်နေတယ်လို့ဟန်ဆောင်နေရပါတယ်လူတိုင်းအတွက်ခက်ခဲတဲ့ကိစ္စဖြစ်ပြီးကလေးတယောက်အတွက်ဆိုပိုလို့တောင်ခက်ခဲပါတယ်သူ့အထုပ်ပတ်တီထဲမှာ Harry ရဲ့မိခင်အတူပါမှာတကဘာလုံးက TV ကနေကြည့်နေကြတာပါ သူ့မိသားစုနဲ့ဝမ်းနဲ့နေကြတဲ့လူထောင်ပေါင်းများစွာဝန်းရံနေပေမဲ့ Harry ကတယောက်တည်းဖြစ်နေသူကိုခံစားခဲ့ရပါတယ်။သူ့ဖခင် Charles Minda ကလည်းစိတ်ကံစားမှုပိုင်းအရသူ့အတွက်အားကိုးစရာမဖြစ်ခဲ့ပါဘူး။ပြီးတော့သူ့မိခင်ရဲ့ဒိတ်ဆုံးမှုမှာဖခင် ဖြစ်သူပတ်သက်နိုင်တယ်လို့ Harry စဉ်းစားလာတဲ့အခါအခြေအနေတွေပိုဆိုးလာခဲ့ပါတယ်။သူ့ဖခင် Charles Minda က Harry နဲ့သူ့အကို William ကိုရီးစားတဲ့ကမလာနဲ့မိတ်ဆက်ပေးတဲ့အခါဒီခံစားချက်တွေပိုပြင်းထန်လာခဲ့ပါတယ်။ ဒါတွေအားလုံးကြောင့်ဟယ်ရီဟာအရန်အမြန်ဆန်စွာရှင်းကျက်လာခဲ့ရပါတယ်။ကလေးဘွားကြောက်စရာတွေဟာစိတ်ကူးရင်တည်းကဘလူးတွေမဟုတ်တော့ပဲလက်တွေ့ဘွားရဲ့ဝမ်းနည်းဘွားတွေဖြစ်လာခဲ့ပါတယ်။ပျော်ရွှင်စရာစိုးရိမ်ပူပန်မှုကင်းတဲ့ကလေးဘွားနေရာမှာဝမ်းနည်းမှုနဲ့ဆုံးရှုံးမှုတွေကအစားထိုးဝင်ရောက်လာခဲ့ပါတယ်။လုံခြုံစိတ်ချရတဲ့ကလေးဘွားဘူပေါင်းလေးဟာပေါက်ထွက်သွားပြီးဟယ်ရီဟာလူကြီးတယောက်ကခက်ခဲတဲ့လက်တွေ့ဘွားကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ဟယ်ရီက ဝမ်းနှင်းမှုကရိုက်ခတ်လာတဲ့အခါမှာကလေးဘွားဆိုတာကုံဆုံးသွားတယ်လို့ပြောတာဟာသူ့မိခင်ဆုံးသွားလို့အရန်မြန်ဆန်စွာရင်ကျက်လာခဲ့ရတဲ့သူ့အတွေ့အကြုံကိုပြောပြနေတာပါကလေးဘွားဆိုတာအသက်အရွယ်ပေါ်မှာပဲမူတည်ရမဟုတ်ပဲကိုယ်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပေါ်မှာလည်းမူတည်တယ်ဆိုတာကိုသတိပေးနေတာပါတခါတည်းမှာဝမ်းနှင်းမှုတွေကကိုယ့်ကိုအသင့်မဖြစ်သေးခင်မှာရင်ကျက်ကြီးပြင်းလာအောင်လုပ်ပြနိုင်ပါတယ်နမေကျော်ရီတော့အထီးကျန်တကူရဲဖြစ်နေနိုင်တယ် လူတန်းပေါင်းများစွာကကိုယ့်ကိုစောင့်ကြည့်နေကြပြီမဲ့တကူရဲဖြစ်နေနိုင်တယ်ဆိုတဲ့စကားဟာ Prince Harry ရဲ့ဗရင်မိသားစုဝင်တဦးဖြစ်ဘွားကိုအချင်းချုပ်ဖော်ပြတဲ့အားကောင်းတဲ့စကားတစ်ခုဖြစ်ပါတယ်။ကဘာတစ်ခုလုံးကစောင့်ကြည့်နေပြီမဲ့ဘသူမှကိုယ့်ကိုအမှန်တကယ်မမြင်သလိုဖြစ်နေတာဟာစန့်ကျင်ဘက်အချက်တစ်ခုမဟုတ်လား။ Harry ရဲ့ဘွားဟာအတက်ကြံများခဲ့ပါတယ်။ကိုရီးကိုတာတိုက်ပွဲတွေနဲ့သဘုံဆန်တဲ့အချိန်တွေအများကြီးရှိခဲ့ပြီးအဲ့ဒါတွေအားလုံးကိုမီဒီယာတွေကထဲကားဖော်ပြခဲ့ကြပါတယ်။ ဝမ်းနည်းမှုနဲ့ခက်ခဲတဲ့အတွေ့အကြုံကြောင့်သူ့ចောင်းစာတွေထိခဲ့ခဲ့ပါတယ်။ဒုက္ခပေးသက်သူဆိုတဲ့နာမည်ဆိုးလည်းရခဲ့ပါတယ်။စိတ်ကိုရှုပ်ထွေးစေတဲ့မူရစေဝါတွေကိုတုံးဆွဲမိကြပြီးအခက်ခဲတွေလည်းကြာရောက်ခဲ့ပါတယ်။မီဒီယာတွေကတော့ဒီလိုသတင်းတွေကိုနှစ်သက်ခဲ့ကြပါတယ်။သူတို့ကဟယ်ရီနောက်ကိုနေရာတိုင်းမှာလိုက်ပြီးအမားတစ်ခုခုလုံးမိမလားဆိုပြီးစောင့်ကြည့်နေခဲ့ကြပါတယ်။မူရစေတုံးဆွဲမှုရီးစားများထားမှုကျောင်းမှာအခက်ခဲတွေ့ရတဲ့ရသတင်းကောင်းကြီးတွေဖြစ်ခဲ့ပါတယ်။ တချို့သတင်းတွေက အမှန်တရားတစ်စိတ်တစ်ပိုင်းပါပဲမဲ့အများစုက ချက်ကားထားတာတွေဖြစ်ပါတယ်။တချို့ကတော့လုံးဝလုတ်ကြံထားတာတွေပါ။ဒီလိုအာယုံစိုက်ခံရမှုနဲ့ဘရင်မိသားစုဝင်တယောက်ရဲ့ဖိအားတွေကြောင့်ဟယ်ရီဟာတကူတန်းဖြစ်နေခဲ့ပါတယ်။သူကထီးနန်းအမွေဆက်ခံမဲ့အကိုဝီလျံရဲ့အရင်အနေနဲ့မွေးဖွားလာခဲ့တာပါ။ဒါဟာသူ့အကိုတခုခုဖြစ်မှသာ အရေးပါလာမဲ့ဒုတိယအဆင့်ဇာအဆိုတဲ့သဘောပါ။ ဒီလိုမိသားစုအဆင့်အတန်းသတ်မှတ်ချက်တွေကြောင့်သူဟာမတတ်ဆိုင်သလိုနဲ့တန်ဖိုးမရှိသလိုခံစားခဲ့ရပါတယ်။သူ့ကိုယ်နဲ့ဆက်ဆံရေးရလဲခက်ခဲခဲ့ပါတယ်။ညီကိုရေကြားပုံမှန်ရှိတဲ့အငင်းပွားမှုတွေရှိခဲ့ပေမဲ့ဘင်းမိသားစုဝင်တွေဖြစ်လို့အများရှိမှသတ်မှတ်ချက်တွေအတိုင်းနေထိုင်ရပါတယ်။ဒါကသူတို့ရဲ့ဆက်ဆံရေးကိုရှုပ်ထွေးစေပြီးတကယ့်ကိုရင်းနှီးစေဖို့ခက်ခဲစေခဲ့ပါတယ်။တခါတည်းရန်သူတို့ဟာတာမန်လူတွေလိုနေနိုင်တဲ့ ုတ်ကလီကဘားတစ်ခုကိုတိတ်တဆိတ်သွားလည်ခဲ့ကြပါတယ်။အဲဒီအချိန်မှာ Harry က William ကိုနောင်တော်ဘီရင်လောင်းတစ်ပါးအဖြစ်မဟုတ်ဘဲအကိုနဲ့တငယ်ချင်းတယောက်အဖြစ်မြင်နိုင်ခဲ့ပါတယ်။ဒါဆို Harry ရဲ့ဇလန်းကလည်းဘားကိုတင်ငန်းစာယူနိုင်တယ်လေ။လူများရဲ့အာရုံစိုက်ခံရတာဟာခက်ခဲနိုင်တယ်ဆိုတာပါပဲ။လူတွေဝိုင်းရံနေပေမဲ့တကူရဲဖြစ်နိုင်နေပါတယ်။ဘီရင်မိသားစုတွေကအရန်လို့မကြွေးချယ်ခဲ့ရတဲ့အခန်းကဏ္ဍတွေနဲ့ငွေဖွားလက်သူတွေအတွက် ထူးသဖြင့်ခက်ခဲပါတယ်။တခါတရံကိုကိုကိုကဲတင်ဖို့မကောင်းတဲ့အခြေအနေကနေထွက်ခွာဖို့လိုတယ်။မင်းသားဟယ်ရီရဲ့ဘွားဟာရင်းနှင်းကားလိုပါပဲ။သူ့ရဲ့လှုပ်ရှားမှုတိုင်းပြောဆိုမှုတိုင်းကို မီဒီယာတွေကသေချာစစ်စစ်ဝေဖန်ခဲ့ကြတယ်။သူ့မိသားစုတောင်မယုံကြည်နိုင်လောက်အောင်ဖြစ်နေတာအံ့ဩစရာမဟုတ်ပါဘူး။သူ့ဘောမကောင်းတဲ့တဲ့င်းတွေကနေသူ့ဖခင်နဲ့မိတွေဖြစ်သူတွေအကျိုးမဲ့ရနေတယ်ဆိုတာသိရတဲ့အခါဘလို့ခံစားရမလဲစဉ်းစားကြည့်ပါ မင်းသား Charles နဲ့ Camilla တို့ဟာသူတို့ရဲ့အငင်းပွားပွဲရာကိစ္စရက်တွေကနေအာယုံလွှဲဖို့ Harry ပေါ်ဝေဖန်မှုတွေကိုအသုံးချခဲ့ကြပါတယ်။ဒါပေမဲ့ Harry ကစိတ်ကောင်းထားပေးခဲ့ပါတယ်။သူမိခင် Diana ဟာသူ့ဖခင်ရဲ့စစ်မှန်တဲ့အချက်ကိုမရခဲ့ဘူးဆိုတာသိနေပေမဲ့သူ့ဖခင်နဲ့ Camilla တို့လက်ထက်တဲ့အခါပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ဒါဟာရင်ကျက်မှုနဲ့ခွန့်လွန်နိုင်စွမ်းကိုပြသတာပါပဲ။သစ္စာဖောက်မှုတွေနဲ့အငြင်းအရန်စောင့်ကြည့်ခံရတာတွေက သူ့ကိုစိတ်ညစ်စေခဲ့ပါတယ်။ဘရင်မိသားစုရဲ့မျှော်လင့်ချက်တွေအတိုင်းမနေချင်တော့ပါဘူး။ဒါကြောင့်မထင်မှတ်ထားတဲ့လုပ်ရက်တစ်ခုကိုလုပ်ခဲ့ပါတယ်။ဘရင်စစ်တပ်ထဲဝင်ခဲ့ပါတယ်။တော်ဝင်စစ်တပ်ကတော့မှာဟယ်ရီဟာသူ့နဲ့တင့်တော်တဲ့နေရာကိုတွေ့ခဲ့ပါတယ်။အဲ့မှာသူဟာမင်းသားတစ်ပါးမဟုတ်ပဲအခြားသူတွေလိုပဲတာမန်စစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူလည်းထူးချွန်ခဲ့ပါတယ်။စစ်ကောင်းဆောင်တအုပ်ရဲ့အရေးတွေ့ရှိပါတယ်။ပထမဆုံးအချိန်အနေနဲ့ ဘရင်မိသားစုဝင်ဆိုတဲ့အစဉ်အတန်းကြောင့်မဟုတ်ပဲသူ့ရဲ့အရေးအချင်းကြောင့်တံပိုးထားခံရပါတယ်။ဒါကြောင့်ကိုကိုကိုကက်တင်ဖို့စနစ်ကနေထွက်ခွာဖို့လိုတယ်ဆိုတဲ့စကားကိုကြားရင်ဟယ်ရီကိုသတိရပါ။သူ့ကိုနာကျင်စေတဲ့ဘရင်မိသားစုစနစ်ကနေလွတ်မြောက်ဖို့စ조사ခဲ့ရပါတယ်။အဲ့လိုလှုပ်ဆောင်ခြင်းအဖြစ်ဘရင်မိသားစုရဲ့မျှော်လင့်ချက်တွေစောင့်ကြည့်မှုတွေကနေလွတ်ကင်းပြီးသူကိုယ်တိုင်ဖြစ်ချင်တဲ့အတိုင်းဖြစ်နိုင်တဲ့နေရာကိုရှာတွေ့ခဲ့ပါတယ်။ ဘဝဆိုတာစစ်ပွဲနဲ့ကျဉ်းနှံမှုတွေရဲ့ပေါင်းစပ်မှုမင်းသားဟယ်ရီရဲ့ဘဝဟာစစ်သားဘဝကနေပရာဟိတသမားအဖြစ်စမ်းကြယ်တဲ့ခီးလန်တစ်ခုဖြစ်ခဲ့ပါတယ်သူရဲ့စကလုံးနေဖြစ်တဲ့ဘဝရဲ့အတိတ်ပဲကစစ်ပွဲနဲ့ပရာဟိတကြားမှာရှိရဲဆိုတာဟာသူ့ရဲ့ခီးလန်ကိုအပြည့်အဝပေါ်ပြနိုင်ခဲ့ပါတယ်2009ခုနှစ်မှာဟယ်ရီဟာအီရက်ကိုသွားဖို့အသင့်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့မီဒီယာတွေကသူ့ကိုအလွတ်ပေးမှာမဟုတ်ပါဘူး စစ်တပ်အကြီးအကဲတွေကလည်းသူပြစ်မှတ်ဖြစ်လာမှာကိုစိုးရိမ်ခဲ့ကြပါတယ်။ဒါကြောင့်သူ့ကိုအာဖဂန်နစ္စတန်ကိုပို့လိုက်ကြပါတယ်။၆နှစ်ကြာမှသူဟာလူအစ်တတယောက်ကနေစစ်လေရင်နဲ့ရဟတ်ရင်တွေကိုစီမံခန့်ခွဲနိုင်တဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။စစ်ပွဲထဲမှာနေရတာဟာဟယ်ရီဒရက်ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။အရာရာအားလုံးရဲ့အစီအစဉ်ကြီးထဲမှာသူဟာအသေးအဖွဲလေးပါပဲလို့ခံစားရပေမဲ့အရေးကြီးတဲ့အရာတစ်ခုကိုလုပ်နေတယ်လို့လည်းခံစားရပါတယ်။ ူ့ရဲ့တာဝန်ထမ်းဆောင်မှုမှာရည်ရွယ်ချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။မိတ်ဆွေရင်းချဂုံတိတ်ခါနဲ့ရဲချင်းမှုလိုလိုအရာတွေဟာစစ်နည်းပြင်မှာတကယ်ကိုအရေးပါတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဟယ်ရီဟာစစ်တပ်ထဲမှာပဲရည်ရွယ်ချက်ကိုတွေ့ရှိရတာမဟုတ်ပါဘူး။အာဖရိကမှာလည်းတွေ့ရှိခဲ့ပါတယ်။သူငယ်စဉ်ကသူ့ဖခင်နဲ့အတူအာဖရိကကိုပထမဆုံးချိန်သွားရောက်ခဲ့ပြီးအဲဒီကနှဆိုင်နဲ့အမတ်တရားတစ်ခုခြံရိုက်ခဲ့ပါတယ်။မိုးခေါင်ရေချာစင်းရဲမွဲတေမှုနဲ့ ယောဂါဘေးတို့လိုပြဿနာတွေကိုမြင်တွေ့ရတဲ့အခါကုညီခြင်းစိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။သူ့ရဲ့အခွင့်အတူကံဘွားကိုအုံချပြီးကောင်းမှုတစ်ခုခုလုပ်ချင်လာခဲ့ပါတယ်။ဟယ်ရီရဲ့ကုသိုလ်ဖြစ်လုပ်ငန်းတွေဟာတောင်အာဖရိကရှိလီစတိုနိုင်ငံကိုအဓိကဥတည်ခဲ့ပါတယ်။သူဟာ Centerbell Foundation ကိုတည်ထောင်ခဲ့ပါတယ်။ဒါဟာသူ့မိခင်ရဲ့အကြိုက်ဆုံးပန်းကိုညှိနှိုင်းတာဖြစ်ပါတယ်။လီစတိုတို့မှာလူဦးရေရဲ့၄ပုံတစ်ပုံကလေးငယ်တွေပါဝင် HIV ရောဂါရှိနေကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ခက်ခဲတဲ့ဘဝတွေကြာနေကလေးတွေဟာအမြဲပြုံးနေကြပါတယ်။ဒီရာဟာဟယ်ရီကိုကြိတ်ကွဲစေခဲ့ပြီးရည်ရွယ်ချက်အသစ်တစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ဒါကြောင့်ဟယ်ရီကဘဝရဲ့အတိတ်ဘက်ကစစ်ပွဲနဲ့ပရာဟိတာကြားမှာရှိတယ်လို့ပြောတဲ့အခါသူ့ကိုယ်ပိုင်ဘဝအကြောင်းကိုပြောနေတာဖြစ်ပါတယ်။စစ်သားတအူးကနေကုသိုလ်ရှင်တအူးဖြစ် သူ့ရဲ့အတွေ့အကြုံတွေဟာဘဝနဲ့ရည်ရွယ်ချက်ရဲ့အတိတ်ဘက်ပေါ်သူ့ရဲ့အမြင်ကိုပေါ်ပေါ်ပေးခဲ့ပါတယ်။ ဝမ်းနဲ့ပွဲအမားမျိုးထမှန်မဖြစ်ပွားစေဖို့မင်းသားဟယ်ရီရဲ့ဘွားဟာအတက်အကျတွေနဲ့ပြင်းထန်နေတဲ့စံစားကင်းတစ်ခုပါဗြိတိရှဘီရင်မင်းမျိုးမင်းနွယ်ဖြစ်မွေးဖွားလာတဲ့အတွက်လူတိုင်းအိမ်မက်မလောက်တဲ့အခွင့်အရေးတွေရရှိခဲ့ပါတယ်ဒါပေမဲ့အားလုံးဟာချောမွေ့ကြတာမဟုတ်ပါဘူးသူဟာတကောရီးဖြစ်နေတတ်ပြီးကဘာကြီးထဲမှာရှာဖွေရုန်းကန်ခဲ့ရပါတယ်သူ့ရဲ့ဘရင်မျိုးနွယ်ဝင်အစဉ်တန်းဟာသူ့ရဲ့ရခင်ကြီးစားတွေအတွက်ထမ်းပိုးရခက်ခဲလွန်းလန်းခဲ့ပါတယ် ပြီးတော့သူဟာမီကယ်မာဂယ်နဲ့တွေ့ဆုံခဲ့ပါတယ်။ဟယ်ရီတော်တော်ပထမဆုံးတွေ့ရခြင်းကလေးကအချက်ဟာစတင်ခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဟာသူ့မိခင်မင်းသမီးဒိုင်ယာနာရဲ့မွေးနေ့မှာပဲဖြစ်ပျက်ခဲ့ပါတယ်။မီဂန်ပေါ်အလွန်ဆွဲလန်းသွားတဲ့သူဟာသူ့နှလုံးသားနဲ့နီးစပ်တဲ့နေရာဖြစ်တဲ့အာဖရိကကိုဖိတ်ခေါ်ခဲ့ပါတယ်။အာဖရိကမှာသူတို့ရဲ့ချစ်ချင်းမြတ်တာပိုမိုးခိုင်မာလာခဲ့ပြီးသူတို့ဟာအတူတူနေဖို့ဖန်တီးထားတယ်ဆိုတာကိုသိလာခဲ့ကြပါတယ်။ လက်ထပ်ထိန်းများဖို့ကတိပြုပြီးနောက်မီဂန်ကိုဘရင်မိသားစုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အစပိုင်းမှာတော့အရာအားလုံးအဆင်ပြေပုံရခဲ့ပါတယ်။ဒါပေမဲ့မီဒီယာတွေရဲ့စောင့်ကြည့်မှုမနာလိုဝန်တုံမှုတွေနဲ့မိသားစုအငင်းပေါင်းမှုတွေကြောင့်အရာအားလုံးစတင်ဆိုးရွားလာခဲ့ပါတယ်။မီဂန်ဘောမီဒီယာတွေရဲ့အငြင်းနဲ့အာရုံစိုက်မှုဟာဟယ်ရီအတွက်ခက်ခဲလွန်းခဲ့ပါတယ်။သူ့မိခင်လိုပဲသူချစ်တဲ့နောက်ထပ်အမျိုးသမီးတအူးကိုမီဒီယာတွေကြောင့်ဆုံးရှုံးရမှာကိုသူမတွေ့ရခဲ့ပါဘူး။ မေဂန်ကို မီယာရီစီကကာကွယ်ပေးဖို့တောင်းဆိုရာ သူ့မိသားစုကငင်းဆန်တဲ့အတွက်စိတ်ပြက်ခဲ့ရပါတယ်။သူ့ဖခင်သို့မဟုတ်သူ့အကိုစီကအများပြည်လူရှိထုတ်ပြန်ကြညာချက်တစ်ခုက အထောက်အကူဖြစ်နိုင်တယ်လို့ထင်ခဲ့ပေမဲ့သူ့တောင်းဆိုချက်တွေကိုလှည့်လျူရှုခံခဲ့ရပါတယ်။2020ပြည့်နှစ်မှာဟယ်ရီဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပါတယ်။မီဂန်ကိုကာကွယ်ဖို့အတွက် တော်ဝင်မိသားစုအဖြစ်မှနှုတ်ထွက်ဖို့ရွေးချယ်ခဲ့ပါတယ်။ တာဝန်ထက်အချစ်ကိုရွေးချယ်ခဲ့ပြီးဘရင်တာဝန်ဝတ္တရားထက်ပုံကိုရေးပျော်ရွှင်မှုကိုရွေးချယ်ခဲ့ပါတယ်။ဒါဟာသူပြုလုပ်ခဲ့တဲ့ဆွန့်လွတ်မှုတွေနဲ့သူ့ချစ်မြတ်နိုးသူတွေကိုကာဝယ်ဖို့သူ့ရဲ့ဆန္ဒကိုသတိပေးနေပါတယ်။အချစ်ဆုံးရှုံးမှုနဲ့ခံနိုင်ရည်ရှိမှုတွေရဲ့ပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။သူ့မိသားစုပေါ်မပြောင်းလဲတဲ့ဂတိကဝတ်ကိုလည်းပြသနေပါတယ်။နေကောင်းချုပ်အများပြည်သူရှိမှနေထိုင်ရတဲ့ဘဝဟာလူတွေထင်သလောက်ဝင့်ကြွားစရာမဟုတ်ပါဘူး။ ကိုပိုင်စန္ဒနဲ့အများပြည်သူရဲ့မျောလင့်ချက်တွေကြားဟန်ချက်ညီအောင်ထိန်းညီရတာဟာအမြဲတမ်းရုန်းကန်နေရတဲ့အရာတစ်ခုပါဒီလိုအခြေအနေမျိုးမှာရှင်သန်ရည်တည်နိုင်ဖို့နဲ့အောင်မြင်နိုင်ဖို့အဓိကသောချက်ကတော့မိမိကိုယ်ကိုယ်နဲ့မိမိရဲ့တံပိုးထမှုတွေကိုသစ္စာရှိရှိထိန်းသိမ်းထားဖို့ပါလူတိုင်းမှာသူတို့ရဲ့အဆင့်အတန်းယာဒူးတွေဘလို့ပဲဖြစ်ဖြစ်ကိုယ်ပိုင်ဘဝကိုယ့်ရဲ့ကိုယ်တာလွတ်လပ်ခွင့်နဲ့ပျော်ရွှင်မှုတွေအတွက်အခွင့်အရေးရှိတယ်ဆိုတာကို မှတ်သားထားဖို့အရေးကြီးပါတယ်။ဘယင်မျိုးနွယ်ဖြစ်မွေးဖွားလာတာဟာဘဝရဲ့ဆန်းတက်မှုတွေနဲ့ဒုက္ခတွေကနေကင်းလွတ်ခွင့်မရှိပါဘူး။စင်ခေါ်မှုတွေကိုရင်ဆိုင်ဖို့နဲ့အဲ့ဒီကနေသင်ငန်းစာယူဖို့အရေးကြီးပါတယ်။မိမိရဲ့ယာရုအဆင့်တန်ကိုကမ္ဘာအကျိုးအတွက်အသုံးချဖို့လည်းအရေးကြီးပါတယ်။ဘဝဆိုတာတာဝန်နဲ့ဝတ္တရားတွေကိုသာ ဖြည့်ဆည်းရုံထပ်ပို့ပါတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ကောင်းကျိုးချမ်းသာကို ဦးစားပေးဖို့နောက်ဆုတ်ပေးတာဟာမှန်ကန်တင့်တော်ပါတယ်။ကြော်ကြားမှုနဲ့ချမ်းသာကြွယ်ဝမှုထက်ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုရွေးချယ်တာဟာလည်းမှန်ကန်ပါတယ်။စပယ်ဖြစ်နေလဲရပါတယ်။ဒီစာအုပ်ကနေကုန်ရဘွဲထူးဂုံတူတွေချမ်းသာကြွယ်ဝမှုတွေကြော်ကြားမှုတွေထက်တစ္ဆာရှိရှိနေထိုင်ခြင်းရည်ရွယ်ချက်ရှိရှိနေထိုင်ခြင်းနဲ့ကဘာကြီးပေါ်အပြူသဘောဆောင်တဲ့တက်ရောက်မှုတွေပြုလုပ်ခြင်းဒီသာ ပို၍မြင့်မြတ်ကြောင်းဖော်ပြထားပါတယ်။ဟုတ်ကဲ့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဗျ။ channel လေးကို like and subscribe လုပ်ဝါပေးကြပါအောင်။နောက်ထပ်ဖတ်ပြစီခြင်းနဲ့ audio book တွေရှိရင်လည်း comment မှာရှိဝါလို့ရပါပြီဗျ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။